ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့ကတော့ဟိမာပါနီပူရီလုံနီလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးဒီခါလာချနာလို့ခေါ်တဲ့ဒီပဲလေးတွေကိုပေါ့နော်စံချိန်ခွက်တစ်ခွက်စာထည့်ပြီးတော့ဘေကင်ဆိုဒါကိုတော့ဒီမှာထမင်းသားဆုံးဆုံးတစ်ခွက်စာထည့်ပြီးတော့ရေသုံးရေလောက်ခန့်အောင်ပြုတ်ပေးပါတယ်ရှင် ပြီးရင်တော့ပါနီပူရီအချက်ကလေးတွေကိုဟိမစီပူပူထဲမှာလိမ့်ပေးပါမယ်ရှင်။စီကတော့မီးအလေလက်လောက်ထားရင်တော့အဆင်ပြေပါတယ်။အဲဒီဒီအချက်ကလေးတွေကကြတော့သူကကြော်လိုက်လို့ရှင်ဒီလိုမျိုးလုံးလုံးလေးတွေဖြစ်သွားတာပေါ့နော်။အဲပွားတက်လာတာပေါ့။အရန်ကြာပြီးတော့ကြော်စရာမလိုဘူး။ဒီလိုမျိုးပွားပြီးတော့အလုံးလေးတွေဖြစ်သွားပြီဆိုရင်အဲအိုရီယန်နေဆက်ပြီးတော့စီလေးဆက်ပေးထားလိုက်ရင်ရပါပြီရှင်။သူကတထုံမှာအများကြီးပါတာမလို့ဟိမကတော့တဝက်လောက်ပဲတုံးထားတယ်ပေါ့နော်။ ပြီးရင်တော့အချိန်လေးဆက်ပါမယ်။အရင်ဆုံးမကြည့်တိမဲ့နဲ့နတ်နတ်မင်းကိုအမြင့်ကလေးတွေပါထည့်ပါရရှင်။အငြိုတီးစိမ်းကတော့ကိုလိုတလောက်လေးထည့်လို့ရပါတယ်။ပြီးသွားတဲ့အခါကျရင်ဒီပါနီပူရီမက်ဆလာဆိုတဲ့ဟာလေးကိုဟိမလက်ဖက်စားစုံနှဆုံးစာလောက်ထည့်တယ်။ရေကိုတော့ပကံလုံးလေးတလုံးစာလောက်ထည့်ပါရတယ်။ပြီးရင်စားနှင်းငယ်လေးထည့်ပြီးတော့အားလုံးကိုရောချိတ်လိုက်ရင်ရပါပြီရှင်။ ပါနီပူရီမဆလာကမရှိလို့မထင်လဲဗမာလိုမဖြစ်ပါအောင်ရှင်အနက်အနေနဲ့ထည့်တဲ့သဘောပါပဲရှင်အားလုံးကြိတ်ပြီးသွားလို့ရပြီဆိုရင်တော့ဟေးမှာဒီပြင်ဆင်ထားတဲ့အလူပြုတ်ပြီးလေးထားတာလေးတွေကိုထည့်ပါတယ်အဲပြီးတော့ကြက်သွန်ကြီးနုံနုံစင်တာလေးတွေကိုလည်းထည့်ပါတယ်ရှင်အဲပြီးသွားရင်တော့ခုနပြုတ်ထားတဲ့ပဲလေးတွေကိုလည်းအနေငယ်ထည့်လိုက်ပါတယ်ပြီးသွားရင်တော့အားလုံးကိုရုံးမွေလိုက်ရင်ရပါပြီအဲတမန်လေးညစ်ပြီးထည့်စားခြင်းရင်လည်းရပါတယ်ရှင်ဟေးမှာတော့ဒီမကြီးသေးအချင်တက်လေးရှိထားပြီးသားဆိုတော့ဟေးမှာတမန်လေးရောအပေါ်ကနေပဲအနက်အနေနဲ့တင်လိုက်ပါတယ် တယ်ရှင့်သူရဲ့စားပုံစားနည်းကတော့ဒီလက်မလေးနဲ့အသားလေးပေါ့နော်အပေါက်ကလေးဖောက်ပြီးတော့အထဲထဲကို ခုနဆက်ထားတဲ့အချင်လေးတွေထည့်ပြီးတော့စားလိုက်ရင်အရန်အေးရတာရှိတဲ့ပန်းနီးပူရီချင်းကန်ဇက်ကလေးပေါ့နော်စားလို့အရန်ကောင်းပါရဲ့လိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါရှင့်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်